အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်တော့စနိုးမကင်းပူတီလုတ်တဲ့လုံနေလေးပါလွယ်လွယ်ကူကူနဲ့အလွန်အဆင်ပြေတဲ့နေလန်းလေးပါနော်ဂျုံလဲနေဆရာမလို့ပဲနဲ့အလွယ်တကူလေးလုံလို့ရတဲ့နေလန်းလေးပါရွှေချီနဲ့လှုပ်ထတော့ပိုပြီးတော့အရသာရှိပါတယ်ကျွတ်ကျွတ်မွတ်မွတ်လေးနဲ့တကယ်ကိုအရသာရှိတဲ့နေလန်းလေးပါကဲကျမရဲ့လုံနေလေးကိုကြည့်ကြရအောင်ဒါကတော့ကျမသုံးနေချရွှေချီပါ ခွက်ရက်တဝက်ကိုထည့်ပါမယ်ဂရမ်နဲ့ဆိုရင်တော့60ဂရမ်လောက်ရှိပါတယ်ပြီးရင်ဂျုံမုတ်ကို တစ်ခွက်ထည့်ပါမယ်120ဂရမ်ရှိပါတယ်ဒါကတော့ brown sugar ပါတကြအညိုရောင်ပါထမင်းစားစွန်း၄စွန်းစာကိုထည့်ထားမယ်ပြီးရင်တကြားကိုထမင်းစားစွန်းလေးစွန်းစာကို ပြန်ပြီးတော့ထထဲ့မယ်ဒါကတော့စားအနေငယ်ပါ အားလုံးတမတော်အောင်လို့ခဏလေးကျမမွေထားပါမယ်။ဒီထဲမှာတကြအညူယုံကိုထဲလိုက်တော့မုတ်သားလေးတွေက ပွပြီးတော့ပို့ပြီးတော့ကျွတ်ကျွတ်မမောဖြစ်စေပါတယ်နော်။တကယ်လို့များကိုက ချူချူလေးကြက်ရင် အချို့ကိုထထက်ပေးနိုင်ပါတယ်။အားလုံးတမတော်ပြီဆိုရင်တော့ရေကိုတစ်ခွက်ထဲပါမယ်။ ဒီတစ်ခွက်စာကတော့ ml နဲ့ဆိုရင်တော့240 ml လောက်ရှိပါတယ်။အားလုံးတမအောင် ကျွန်မပြန်ပြီးတော့မွေထားပါမယ်။ဒီလုံနည်းလေးကတော့တကယ်လွယ်ကူတယ်ပြီးရင်အကုန်ကျလဲတက်တာပါတယ်နော်။အလွန်အဆင်ပြေတဲ့နည်းလမ်းလေးပါ။ အားလုံးတက်မှတ်သွားပြီဆိုရင်တော့အဖုံးဖုံးထားပါမယ်။ပြီးရင်15မိနစ်လောက်ကို ကျွန်မနှက်ထားပါမယ်။အခုဆိုရင်တော့15မိနစ်လည်းပြည့်သွားပါပြီ။မုတ်သားလေးတွေ ကြည့်ပါအောင်ပို့ပြီးတော့ပြစ်လာပါတယ်နော်။မုတ်သားလေးတွေကိုတစ်ခွက်ယူမယ်။ပြီးရင်စီပူပူထဲမှာဒီတိုင်းပဲလောင်းချပါမယ်။ကြည့်ပါအောင်တကယ်ကိုလွယ်ကူတဲ့နီလန်းလေးပါနော်။ ကြုံနေဆရာမလို့ပဲねအလွေတကူလေးလှုပ်လှုပ်ရတဲ့နီလန်းလေးပါစားတဲ့ပြီးတော့10မိနစ်လောက်အကြာမှာတော့အခုလိုမျိုး မုတ်သားလေးတွေကတဖြည်းဖြည်းနဲ့အပေါ်တုတ်တက်လာပါတယ်ဒီလိုအနေထားလေးဆိုရင်တော့ဒါလေးနဲ့အပေါ်ကိုဒီလိုမျိုးလှုပ်ပေးလိုက်မယ်ကဲကြည့်ပါဦးတဖြည်းဖြည်းနဲ့ဖောင်းတက်လာပါတယ်เนาะ ဒီလိုအနေထားလေးဆိုရင်တော့အပေါ်အောက်လေးလန်ထားပေးပါမယ်။ပြီးရင်ခဏလေးတည်ထားမယ်။ပြီးရင်ဒီဘေးဘက်ကိုလည်းဖောင်းဖောင်းလေးဖြစ်သွားအောင်တော့ဒီလိုမျိုးဖြည့်ထားမယ်။ပြီးရင်အပေါ်အောက်လေးအားလုံးကျက်သွားအောင်တော့ပြန်လန်ထားပါမယ်။ကဲကြည့်ပါအောင်ဖောင်းဖောင်းလေးရှိနေပါပြီနော်။ဒီလိုအနေထားလေးဆိုရင်တော့ရနေပါပြီ။ဆဲထုတ်ထားပါမယ်။ ຈັນနေတဲ့မုတ်သားလေးတွေကိုလည်းကျွန်မဒီလိုပဲဆက်လက်လှုပ်ထားပါမယ်။တကယ်လွယ်ကူတဲ့နီလန်းလေးပါနော်။တစ်ခေါက်လောက်စမ်းကြည့်စီချင်ပါတယ်။အချိန်တက်တာအောင်တော့ကျွန်မဇွန်းခက်ကြီးကြီးကိုအသုံးပြုပြီးတော့အကြီးကြီးလှုပ်ထားပါတယ်။ကိုကတေးတေးလေးကြက်ရင်တော့အသေးလေးနဲ့အများကြီးလှုပ်လို့ရပါတယ်နော်။ ဒါလေးလည်းပြီးသွားပါပြီဆဲထုတ်ထားပါမယ်ကဲကြည့်ပါဦးကျမလှုပ်ထားတာလေးတွေကခက်ကြီးကြီးလေးတွေနော်မြန်မြန်ဆန်ဆန်လေးဖြစ်သွားအောင်လို့ကြီးကြီးလေးလှုပ်ထားတာပါအခုဆိုရင်တော့အကုန်လုံးလဲကြော်ပြီးသွားပါပြီအနံ့လေးလဲမွေးကြိုင်နေပါတယ်နော်ဒီတစ်ခုကိုယူမယ်အလဲကနေခွဲမယ် ကြည်ပါဦးအထဲမှာရွှေကြည်လေးတွေကကက်ကက်ကလေးနဲ့မွမွကလေးရှိနေပါတယ်နော်စားကြည့်လိုက်တော့လဲကျွတ်ကျွတ်မွမွလေးနဲ့တကယ်ကိုအရသာရှိပါတယ်ဒါလေးကိုကိုကြိုက်တဲ့ပဲဟင်းနဲ့ပဲဖြစ်ဖြစ်အချင်းရင်နဲ့ပဲဖြစ်ဖြစ်သွေးပြီးတော့စားသုံးလို့ရပါတယ်အလွန်အဆင်ပြေတဲ့နီလန်းလေးပါလွယ်လဲလွယ်ကူပါတယ်ရွှေကြည်နဲ့လှုပ်ထားတော့ပူပြီးတော့အရသာရှိပါတယ်။တစ်ခေါက်လောက်စမ်းကြည့်စီချင်ပါတယ်။ အခုလိုမျိုးကျမရဲ့ဗီဒီယိုလေးကို ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်။အားရှိသွားအောင်လို့ like share subscribe တွေနဲ့လည်းအားပေးကြပါအောင်ရှင်။ကျေးဇူးများကြည့်တင်ပါတယ်။